2020ခုနှစ်မှာနိုင်ငံတော်အာဏာကိုပြည်သူအစိုးရစီကနေအတင်းဓမ္မသိမ်းယူခဲ့တဲ့စစ်အာဏာရှင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ2012ခုနှစ်အထိရန်ကုန်မြို့မှာနေစရာကိုပိုင်လုံးချင်းအင်ရဲလို့တောင်ပိုင်ဆိုင်သေးတာမဟုတ်ပါဘူး။မှတ်တမ်းမှတ်ရာတွေအရတော့1956ခုနှစ်မှာ မကွေးတိုင်းဒေသကြီးမင်းဘူးမြို့မှာမွေးဖွားခဲ့တဲ့မင်းအောင်လှိုင်အနေနဲ့ငယ်စဉ်ကတည်းကအတမန်အစိုးရဝန်တန်းမိသားစုဘွားကိုသာဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူဦးတောင်းလှိုင်ခေါ်ဦးခင်လှိုင်ဟာအစိုးရဝန်ထမ်းတဦးဖြစ်တာကြောင့်တလားတလားကိုမိသားစုစာဝင်းနေရေးလောင်းခါယုံလောက်တာဝင်ငွေရှာဖွေနိုင်ခဲ့တာပါ။ဒါပေမဲ့လည်း1992ခုနှစ်မှာစေတန်းအောင်မြင်ခဲ့ပြီးနောက်1994ခုနှစ်မှာစစ်တပ်တို့ကိုဘူလောင်းတင်တဲ့အပတ်စဉ်19နဲ့ဝင်ရောက်ခွင့်ရသွားတာကအညာတရမင်းအောင်လှိုင်ဘွားကိုတစ်စစ်ချိုးပြောင်းလဲသွားစေခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အရာရှိငယ်ဘွားကစလို့အစင်းစင်ယာလူတွေတက်လာတဲ့တခြားလုံးမှာအထက်ကလူကြီးတွေနဲ့ပလဲပနံတင်းအောင်နေနိုင်ခဲ့တာကလည်းမင်းအောင်လှိုင်ရဲ့အခြေသွေးလို့ပြောလို့ရပါတယ်ဒီလိုနည်းနဲ့ပဲ2010ခုနှစ်အထွေထွေရေကောက်ပွဲကာလမှာညီနိုင်ကိုကယ်ရီမူကြီးရည်လေယာလူကိုရယူနိုင်ခဲ့ပြီး2011ခုနှစ်မှာတော့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ယာလူကိုပါဗိုလ်ချုပ်မှုကြီးအဆင့်နဲ့စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ် အဲ့ဒီအချိန်လောက်မှာတင်မင်းအွန်လိုင်းအနေနဲ့ပစ္စည်းဥစ္စာစီးစိမ်ချမ်းသာတွေစူးစောင်းထားနိုင်ပြီးပြင်ပလူနေမှုဘဝမှာတတိတယောက်လိုမျိုးနေနိုင်ပြီဖြစ်ပေမဲ့လို့ရန်ကုန်မြို့မှာတောင်မှကိုပိုင်လုံးချင်းအိမ်မပိုင်ဆိုင်နိုင်သေးတဲ့အဆင့်မှာဒါပေမဲ့လည်းအခု2025ခုနှစ်မှာတော့ မြန်မာနိုင်ငံတွင်းလုံးမှာမရောက်နိုင်ပိုင်ဆိုင်ထားတဲ့စိန်ခံအိမ်တွေစိုင်းတော်ကြီးတွေဟာလက်ညှိုးထိုးမလွှဲအောင်ရှိနေပြီးနောက်ဆွေစဉ်မျိုးဆက်ဆောက်လို့မကုန်နိုင်တဲ့ချမ်းသာကြွယ်ဝမှုကိုလည်းခံစားနေရပြီဖြစ်ပါတယ်။နှစ်ပေါင်း၁၀စုနှစ်ကျော်ကာလအတွင်းမှာတင်ဘီလီယံနာတထေးကြီးတွေလက်မှိုင်းချရလေအောင်ချမ်းသာကြွယ်ဝမှုတွေကိုရှာဖွေနိုင်ခဲ့တဲ့မရောက်နိုင်ရဲ့အရေးသွေးကတော့မသေးပါဘူး။ဒါပေမဲ့လည်းပြည်သူ့ဗန္ဒာငွေတွေပြည်သူပိုင်ပစ္စည်းတွေကိုသူ့ရဲ့စိတ်ကြိုက်တိမ့်ပိုက်ချေလည်ပြီးရယူထားတဲ့စီးစိမ်တွေဖြစ်တဲ့အတွက်ကြောင့်အထင်ကြီးစရာတော့မရှိပါဘူး။ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့စစ်အာဏာရှင်ကြီးရဲ့စိန်ခံနေအိမ်တွေ ဆိုင်တော်တွေအကြောင်းကိုကျွန်တော်ရှာတွေ့မိသလောက်ပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးမရောက်နိုင်ရဲ့စစ်တပ်နဲ့စစ်အာဏာရှင်အစိုးရအ धिक အခြေစိုက်ရာနေပြည်တော်ကဆိုင်တော်တွေစီကိုတစ်ချက်သွားကြည့်အောင်ပါ။နေပြည်တော်ရဲ့အရှိမြောက်စွန်းစွန်းလောက်ကတောင်ချေရက်မှာကျွန်တော်တို့တာမန်ပြည်သူတွေအနာကပ်ခွင့်မရတဲ့မြေကွက်အခြေကြီးတွေရှိနေပါတယ်။ဘာကြောင့်တာမန်ပြည်သူတွေအနာကပ်ခွင့်မရတာလဲဆိုတော့အဆိုပါမြေကွက်အခြေကြီးတွေမှာစစ်ဗိုလ်ချုပ်ကြီးတွေနေထိုင်ကြသလိုစစ်ရုံးကြီးကိုကျွန်တော်တို့ခက်လွယ်လွယ်ခေါ်ကြတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ယုံလည်းရှိနေတာကြောင့်ပါ။ အဆိုပါနေရာမှာမဲအောင်နိုင်တဲ့မိသားစုနေထိုင်ကြတယ်လို့လည်းသိရပါဗျ။တီနီယာရဲ့ပတ်ဝန်းကျင်အနေအထားကိုကြည့်လိုက်မယ်ဆိုရင်နောက်ဘက်မှာရေစင်းဆယ်ရှိသလိုအရှေ့ဘက်မှာဆိုရင်တော့တစ်ပင်နယ်ပင်တွေနဲ့အုပ်ဆိုင်နေတဲ့တောတွေတောင်တန်းကြီးတွေရှိနေပါဗျ။တဘာဝတရားကြီးကိုအသုံးချပြီးအကာအကွယ်ကောင်းကောင်းယူထားတယ်လို့ပြောလို့ရပါဗျ။အနာရှင်မင်းအောင်လိုင်းနဲ့မိသားစုနေထိုင်ရာခြံဝင်းကြီးကိုတွားကြည့်လိုက်မယ်ဆိုရင်တော့အရင်ဆုံးတွေ့ရမှာကတော့မိုင်းတဲဖုန်းတာဝါတိုင်းကြီးပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။မင်းအောင်လိုင်းဟာ ဖုန်းလိုင်းတွေကိုတောင်မှကိုပိုင်တည်တံ့တာဝါတိုင်းစိုက်ထားပြီးတော့ကိုအထူးတည်တံ့အသုံးပြုနေတာပါသူတမိသားစုလုံးရှယ်ယာတွေပါဝင်ထားတဲ့ Mytel ဖုန်းကုမ္ပဏီကပဲအဆိုပါဖုန်းတာဝါတိုင်းကို ဝန်ဆောင်မှုပေးထားတာဖြစ်ပါတယ်။ဂျိုရုတပ်ပုံတွေမှာတော့အဆိုပါဖုံးတာဝါတိုင်းဖေးအနီးနားမှာကိုပိုင်တိတန့်လန်းတွေဖောက်ထားတာကိုတွေ့ရပြီးအဲ့ဒီလန်းတွေကနေဆင်းဆင်းသွားလိုက်မယ်ဆိုရင်စိုင်းတော်ကြီးတစ်လုံးနဲ့အရန်အင်တစ်လုံးကိုရှောက်သွားမှာပါ။ခြံဝင်းထဲမှာတော့ကိုပိုင်ရေကူးကန်တွေတင့်နစ်ကွင်းတွေကိုထည့်သွင်းတိဆောက်ထားလို့အနောက်ဘက်မှာတော့ရေကန်ကြီးတစ်ခုလည်းရှိနေပါသေးတယ်။ကျော်တို့တာမန်လူတွေလက်လှမ်းမမိနိုင်တဲ့စိန်ခန်းလူနေမှုဘဝကိုမဲရောက်နိုင်တဲ့မိသားစုကပြည်သူဗန္နာငွေတွေကိုအုံပြုပြီးခံစားနေကြတာလည်းဖြစ်ပါတယ်။မဲရောက်နိုင်နေထိုင်တဲ့အဆိုပါခြံဝင်းကြီးဟာအေက30လောက်အထိကိုကျယ်ဝင်းတယ်လို့သိရပြီးသူနှစ်ဘေးနောက်ကဒုတိယတက်မတော် ကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရဲ့နေအိမ်တောင်မှမင်းအောင်လှိုင်ရဲ့ချမ်းဝင်းကြီးနဲ့ရှင်လိုက်မယ်ဆိုရင်အလွန်အလွန်တင်းထုတ်သွားတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းပြည်သူတွေရဲ့မြစ်တာပြန်စူးမှာကိုကြောက်တဲ့အတွက်ချမ်းဝင်းကြီးနဲ့စံအိမ်တော်ကြီးရဲ့လုံခြုံရေးပိုင်းကိုတော့သူ့ရဲ့စစ်တပ်တွေကအတော်ဆုံးနဲ့အထက်ဆုံးသောစစ်သားတွေကိုရွေးထုတ်ပြီးတက်ခွဲတွေတည်တည်ချထားပြီးစီမံထားတယ်လို့တော့သိရပါတယ်။အဲ့ဒီတက်ခွဲတွေကိုလည်းစံအိမ်တော်နဲ့အနီးအနားနေရာတွေမှာချထားပြီးအနီးကပ်လုံခြုံရေးရယူထားစေတယ်လို့လည်းသိရပါတယ်။ဒါ့အပြင်မင်းအောင်လှိုင်ရဲ့စံအိမ်တော်ကိုတွားရလမ်းမှာဆိုရင်လည်းဘုံမှုဆင့်အရာရှိတွေအဓိကကုတ်ခဲ့တဲ့စစ်စေးရိတ်ကိတ်၃ခုလောက်ကိုချထားပါသေးတယ်။စ ဆိုင်တော်ကိုအဝင်လမ်းနဲ့အထွက်လမ်းကိုတည်တံ့ခွဲထားပြီး CCTV ကင်မရာတွေကိုလည်းလုံလုံလောက်လောက်တပ်ဆင်ထားတာကြောင့်တော်ရုံတန်ရုံအဆင့်မျိုးနဲ့လောက်တော့မရောက်နိုင်ရဲ့ဆိုင်တော်ကိုသွားလို့ရမှာမဟုတ်ပါဘူး။လန်တလျှောက်လုံးမှာဆိုရင်လည်းတခွဲနှစ်ခုလောက်ကအထူးလေ့ကျင့်တင်ကြားပေးထားတဲ့စစ်ခွေးတွေနဲ့အတူအမြဲတမ်းကင်းလှည့်နေတတ်တယ်လို့လည်းသိရပါတယ်။မင်းအောင်လှိုင်နဲ့မိသားစုဟာအဆိုပါဆိုင်တော်မှာနေပြီးဆိုရင်တစ်ခါတလေဈေးဝယ်ထွက်တာကလွဲလို့အပြင်ထွက်ခဲ့တယ်လို့သိရပါတယ်။စားဖို့တောက်ဖို့အတွက်လိုအပ်တဲ့အစားအသောက်နဲ့အသုံးဆောင်တွေကိုတော့မင်းအောင်လှိုင်စစ်တပ်ရဲ့ထောက်ပို့တပ်ကတပတ်ကိုတစ်ချိန်တွားရောက်ပို့ဆောင်ပေးရတာဖြစ်ပါတယ်။ ခြံဝင်းကြီးကိုတော့အစင်းရောင်စစ်တုပ်ထားတဲ့နယံကြီးတွေနဲ့ခြံခတ်ထားပြီးအဆိုပါနယံတွေထဲမှာ RPG လိုဘုံးလောင်ချမျိုးရဲ့ဒဏ်ကိုကောင်းကောင်းခံနိုင်တဲ့အကွာအကွေတွေကိုလည်းထဲသွင်းတက်ဆင်ထားပါသေးတယ်။ဒါပေမဲ့လည်းအဲ့ဒီလောက်အထိလုံခြုံရေးအတွက်အဆက်ဆက်အရာအကွက်စိတ်အောင်စီမံထားတာတောင်မှပဲမဲအောင်လိုင်းရဲ့စိတ်ရအမြဲတမ်းလုံခြုံမနေပါဘူး။ဒါကြောင့်ပဲစံအင်တော်အောက်မှာလိုအပ်လာမယ်ဆိုရင်အရေးပေါ်ထွက်ပြေးလို့ရမယ်။နေအောက်လှိုင်ကောင်းတွေနဲ့ထွက်ပေါက်တွေကိုလည်းထဲသွင်းတိစောက်ထားသေးတာဖြစ်ပါတယ်။အတွေ့ထားပါတယ်။ တာဝန်ရသူဆိုင်ရင်တော်ကိုလာရောက်ကြတဲ့စစ်ဗိုလ်ချုပ်တွေတောင်းမှာပဲစစ်စေးဂိတ်တွေရဲ့စစ်သားတွေကတယောက်ချင်းစီအသေးစိတ်စစ်စေးပြီးမှသာဝင်ခွင့်ပြုလာဖြစ်ပါတယ်ပြောရရင်တာမွန်ဝင်တန်းပြီးတာစုဘွားကိုသာဖြတ်တန်းလာခဲ့ရတဲ့မင်းအောင်လှိုင်ဟာစစ်တပ်ထဲကိုဝင်ရောက်ခဲ့ပြီးနှစ်ပေါင်း90ကျော်လောက်အကြာမှာကျော်တို့တာမန်ပြည်သူတွေစိတ်ကူးရှင်လို့တောင်မရတဲ့ဆန်အင်ကြီးတွေခြံဝင်းကြီးတွေနဲ့ဖြစ်လာပြီးဘယ်သူမှခံမလို့တောင်မရနိုင်တဲ့စီးစိမ်ဥစ္စာကျွဲဝလွန်းတဲ့ဘွားကိုရောက်လာခဲ့တာပါ ရဲစရာကောင်းတာကတော့ကိုတိုင်ကစီစဉ်ရှင်မှုနေပြီးကြီးကြီးတက်ချမ်းသာနေပြီမလဲသူ့ရဲ့တက်သားတွေနဲ့ပြည်သူလူထုကိုတော့အမြဲတစေအစားအသောက်နေထိုင်ချွတ်ချံချွတာကြဖို့တိုက်တွန်းတတ်သူတယောက်ပါသူ့ရဲ့တက်သားတွေကိုဆိုရင်ကိုင်းကိုလျှော့စားပြီးကြက်ဥကိုပိုးဝဲစားကြဖို့အမြဲလိုလိုအမိန်ပေးတတ်တယ်လို့ပြည်သူတွေကိုလည်းစံနဲ့စီလျှော့စားဖို့မကြသေးမီကမှပြောကြားခဲ့ပါသေးတယ်ဒါပေမဲ့လည်းမရောက်နိုင်ရဲ့လောဘနဲ့စီစဉ်အာဏာမှန်မှုကတော့ဒီလောက်နဲ့တည်းရက်တန့်သွားခြင်းမရှိသေးပါဘူးမြေပြင်တိုက်ပွဲတွေမှာသူ့ရဲ့စစ်သားတွေတစ်ဖြုတ်ဖြုတ်ကျွေးနေတဲ့အခုလိုအခြေမျိုးမှာတောင်းပါပဲ မင်းအောင်လိုင်ဟာနေပြည်တော်မှာပဲသူ့ရဲ့စိန်ခမ်းစံအိမ်တော်ကြီးတလုံးကိုတိစောက်ခဲ့ပါသေးတယ်။အခုချိန်မှာမြို့တွေတမျိုးပြီးတမျိုးကျနေတယ်လို့တသားတွေလည်းတိုက်ပွဲတိုင်းမှာရှားနေချီကျနေပေမဲ့လည်းမင်းအောင်လိုင်ကတော့စေရေးလက်အေးနဲ့ပဲပွဲတွေတက်လိုက်၊ဖျားသွားလိုက်၊စိန်ခမ်းလိုက်နဲ့လုံနေသေးတာပါ။နေပြည်တော်ရဲ့အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့နေပြည်တော်ပုပ္ပတိရီမြို့နယ်တပြေကုန်းဝိုင်းအနီးနားလေးမှာသူ့ရဲ့စံခမ်းစံအိမ်တော်ကြီးအစ်စ်ကိုတိစောက်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာကိုလွယ်လွယ်ပြောရမယ်ဆိုရင်တော့အရင်စစ်အာဏာရှင်ဟောင်းတန်းရွှေနဲ့ထိပ်တန်းဗိုလ်ချုပ်ကြီး6ဦးတို့နေထိုင်ရာ6လောက်တန်းအင်ယာမှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာတန်းရွှေပြင်မောင်အေး၊ရွှေမန်း၊တိန်းစိန်တင်အောင်မြင့်နဲ့တင်းအေးတို့နေထိုင်ကြတာဖြစ်ပြီးမင်းအောင်လှိုင်ကအစိုးရဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့တန်းတူနေထိုင်ဖို့စိတ်ကူးခဲ့တာလည်းဖြစ်ပါတယ်။ဒီဆိုင်တော်အတွက်7သိန်းတောင်းကနန်းလောက်အနည်းဆုံးတုံးဆွဲခဲ့တယ်လို့လည်းသိရပါတယ်။ချံဝင်းကြီးတခုတည်းတွင်ကိုဘောလုံးကွင်း၄ကွင်းစာလောက်ခြေဝင်းပြီးစိုင်းတော်ကြီးဟာလဲအလျာပိနှစ်ယာ အနံပေ150လောက်ရှိတဲ့အထိနန်းတော်ကြီးတမျှကြီးကျယ်ခမ်းနားလှပါတယ်ပြီးတော့ခြံဝင်းကြီးထဲမှာဆိုရင်လည်းရေကူးကန်တွေပန်းချံတွေနဲ့အလှကြီးရှုမြော်ကင်းတွေလည်းဖန်တီးတိဆောက်ထားတာကိုတွေ့ရပါတယ်မင်းအောင်လံရအာနာသိမ်းကြီးနောက်မှာအဆိုပါ6လွန်းတဲ့အေရာကိုလုံကြုံရေးတင်းတင်းကြပ်ကြပ်ချထားလိုက်ပြီးသူ့ရဲ့စံအင်တော်သစ်စီမံကိန်းကိုစတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဘယ်လောက်ထိတိုးတိုးတိတ်တိတ်တိစောင်းနေတယ်လဲဆိုရင်ဒီဆိုင်တော်တိတ်တိစောင်းနေတာကိုနေပြည်တော်မြို့ခံတွေတောင်မှအစာပိုင်းတုန်းကမသိခဲ့ကြပဲအခုပြည်စည်းသွားမှသာအားလုံးသိရတာဖြစ်ပါတယ် တည်ဆောက်ရေးလုပ်ငန်းစဉ်အားလုံးကိုစစ်တပ်အင်ဂျင်နီယာတက်ကပဲအစအဆုံးတာဝန်ယူဒီဇိုင်းဆွဲတည်ဆောက်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။စိုင်းတော်ကြီးကတော့ထမင်းစားနဲ့မီးဖို့ဆောင်လို့နေရာမျိုးတောင်မှပဲကျွန်တော်တို့တာမန်ပြည်သူတွေနေထိုင်တဲ့ရိုးရိုးအင်ကလုံးစာလောက်ကိုကျဲတဲ့အထိကြီးပါတယ်။ပြီးတော့ရေကူးကန်ကာရာအိုကေခန်းတွေလည်းထည့်သွင်းထားပြီးစိုင်းတော်ရဲ့အတွင်ပိုင်းတစ်ခုလုံးကိုအခမ်းအနားဆုံးဖြစ်အောင်တည်ဆောက်ထားတာကြောင့်အနည်းဆုံး7သိန်းပေါင်း1000ကျပ်လောက်ကုန်ကျနိုင်တာဖြစ်ပါတယ်။ မင်းအောင်နိုင်ရဲ့ထုံးစံအတိုင်းပဲလုံခြုံရေးပိုင်းကိုလည်းအထူးကရုစိုက်ထားတာကြောင့်သူ့ရဲ့စံရတော်တည့်ရဲ့တင်းနီယာကိုတော်ယုံတန်ယုံလူဝင်ခွင့်မရှိပဲစစ်တပ်ထဲကအကောင်းဆုံးနဲ့အတော်ဆုံးတပ်သားတွေနဲ့အကာအကွယ်ယူထားတယ်လို့လည်းသိရပါဗျ။အခုချိန်မှာအဆိုပါစံရတော်တည်ကြီးဟာပြည်စည်းခဲ့ပြီးဖြစ်တာကြောင့်မင်းအောင်နိုင်မိသားစုဟာလည်းလာရောက်နေထိုင်နေပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းမင်းအောင်နိုင်ဟာအာနာသိမ့်ပြီးနောက်၅နှစ်အတွင်းမှာတည်းမဲ့ပြည်သူ့ဘဏ္ဍာငွေတွေကိုအသုံးပြုပြီးနောက်ထပ်စိန်ခံစံရတော်တည်ကြီးတစ်လုံးကိုတိစောက်ခဲ့တာကိုကြည်ကျင်းအားဖြင့်ဒီလူဟာဘယ်လောက်အထိစည်းစိမ်အာနာကိုရှင်ဘူးနေသူလဲဆိုတာတွေးဆကြည့်လို့ရပါတယ်။ မင်းအောင်လှိုင်ဟာသူစန္ဒမူနာအဖြစ်ထားတဲ့ဟီးရိုးတယောက်လိုမျိုးအားကြားရတဲ့ရုရှားအာဏာရှင်ဗလာဒီမာပူတင်ရဲ့ဘဝကိုအားကြားနေသူလည်းဖြစ်ပါတယ်။အခုလိုဇိမ်ခန်အင်ဒေါ်ကြီးတွေမှာနေရတဲ့ဘဝကိုအယံမှန်မောတဲ့သူတယောက်ဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့စန္ဒော်တွေအကြောင်းကိုဗီဒီယိုတစ်ပုဒ်တင်ထားပါတယ်။မကြည့်ရသေးရင် Yolin MN YouTube Channel ကို Subscribe လုပ်ပြီးဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဒါကြောင့်လေမယောင်လိုင်ဟာနေပြည်တော်မှာတင်မကပဲရန်ကုန်မှာဆိုရင်လေသူ့ရဲ့စိန်ခံဆိုင်တော်တွေတိစောက်ထားပါသေးတယ်။ ဟုတ်ပါတယ်2011ခုနှစ်တုန်းကရန်ကုန်မှာနေစရာအိမ်ရှိတဲ့ဘွားကနေအခုချိန်မှာတော့ဇိမ်ခံဆိုင်တော်ကြီးတွေနဲ့ဖြစ်လာခဲ့တာပါရန်ကုန်တောင်မှမြေစေးအလွန်တရာကြီးမားတဲ့အင်းလျာကံပေးလို့နေရာမျိုးမှာဇိမ်ခံဆိုင်တော်တွေကိုတိစောက်ထားတာဖြစ်ပါတယ်ဒီနေရာကတော့မင်းအောင်လိုင်းအကျိုးမြတ်ရှားနေတဲ့ကန်တာယာဆေးရုံနဲ့လော်တေးလိုအဆင်မြင့်ဟိုတယ်ကြီးရဲ့နာမှာပါဒါ့အပြင်အဆိုပါဆိုင်တော်တွေတာမကပဲအခြားနေရာတစ်ခုမှာလည်းနောက်ထပ်ဆိုင်တော်တစ်လုံးပိုင်ဆိုင်ထားပါသေးတယ် ဆိုတော့2011ခုနှစ်အထိရန်ကုန်မှာကိုပိုင်လုံးချင်းအိမ်ရှိသေးတဲ့မရောက်လိုင်ဟာကာကွယ်ရေးဦးစစ်ချုပ်ဖြစ်လာခဲ့ပြီးနှစ်နှဲငယ်အတွင်းမှာတင်ရန်ကုန်မြို့ရဲ့မြေစေးအကြီးဆုံးနေရာတွေမှာတိမ်ပေါင်းတိမ်နဲ့ချီတန်တဲ့စိုင်းတော်နှလုံးကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်စိမ်ဥစ္စာရှာဖွေမှုဘိုင်းမှာတော့မရောက်လိုင်ကိုကမ္ဘာဘီလီယံနာတထွေးကြီးတွေဖြစ်ကြတဲ့အီလွန်မတ်မတ်ဆူကာဘတ်နဲ့ဂျက်ဘီဇော့တို့တောင်မှမရှင်းနိုင်ပါဘူး။အဆိုပါစိုင်းတော်နှလုံးရဲ့အကြောင်းပြောရမယ်ဆိုရင် ပထမဆိုင်တော်ကကျွန်တော်စောစောကပြောခဲ့တဲ့ချောင်းပိုင်ခွဲမှာရှိတဲ့ Lotte Hotel ဘေးကနေဝင်ရတဲ့မြက်ခင်းချိတ်တာလမ်းမှာဖြစ်ပါတယ်။ဒုတိယဆိုင်တော်ကတော့အင်းရလမ်းပေါ်မှာရှိတဲ့အိမ်နံပါတ်14ပဲဖြစ်ပါတယ်။မင်းအောင်လိုင်ဟာရန်ကုန်ကိုလာရောက်တဲ့အခါမှာအင်းရလမ်းမှာရှိတဲ့အိမ်နံပါတ်14မှာပဲ2014ခုနှစ်အထိနေခဲ့ပြီး2015ခုနှစ်နောက်ပိုင်းမှာတော့မြက်ခင်းချိတ်တာလမ်းမှာရှိတဲ့ဆိုင်တော်မှာပဲနေတော့တယ်လို့သိရပါတယ်။တကယ်တော့အင်းရလမ်းအိမ်နံပါတ်14ဆိုတာကအရင်တုန်းကတက်မတော်ပိုင်ချိတ်တာတစ်ခုဖြစ်ပြီးထောက်လိုင်းချိတ်တာလို့လည်းလူသိများပါတယ်။ အဲ့ဒီတုန်းကတော့နိုင်ငံတကာကနေလာရောက်ကြတဲ့တန်တမန်တွေတိုင်းသားကောင်းဆောင်တွေကိုအင်ယာလန်အိမ်နံပါတ်၁၄မှာပဲစစ်ကောင်းဆောင်ကလက်ခံတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ခင်ညွန်းတယောက်ဘုံမီနေလာတောက်ဆင်ကာလတွေမှာတကြံရောက်တိုင်းထောက်လိုက်တဲ့ကြံကိုအင်ယာလန်အိမ်နံပါတ်၁၄မှာပဲကျင်းပလေရှိပါတယ်။အဲ့ဒီချိန်ရောက်ရင်အိမ်နံပါတ်၁၄ဟာအခြားစစ်ကောင်းဆောင်တွေနဲ့စစ်အာဏာရှင်ကိုထောက်ခံတဲ့အပေါ်စားအမှုပညာရှင်တွေတယုံယုံနဲ့ဖြစ်နေတတ်ပါတယ်။ဒါပေမဲ့လည်း၂၀၁၁ခုနှစ်နောက်ပိုင်းမှာတော့အင်ယာလန်အိမ်နံပါတ်၁၄ဟာမင်းအောင်လှိုင်ပိုင်ဆိုင်တဲ့စိန်ခံဆိုင်တော်ဖြစ်လာခဲ့ပါတော့တယ်။ ဗိုလ်ချုပ်တန်းရွှေကသူ့ဆင်းကနေမှာရန်ကုန်မှာနေစရာအင်ရှိသလားလို့မေးတော့မရှိဘူးလို့ပြောလို့ဒီအင်ကိုပေးလိုက်တာလို့မဲအောင်လှိုင်ကတဖွားဖွားပြောလို့ရှိပါတယ်။ဆိုတော့မြမငွေသိန်းပေါင်းသိန်းနဲ့ချီတန်တဲ့ channel အင်ကိုမဲအောင်လှိုင်ကအလကားနေပါရလိုက်တာကတော့ကပအထူးစံဆုံးအံ့ဖွယ်ဖြစ်ရများတဲ့တောင်မှထည့်သွင်းလို့ရနိုင်ပါတယ်။အဆိုပါစတိုင်တော်တွေထဲမှာဆိုရင်လေမရောက်လန်ရဲ့စိတ်ကြိုက်စိန်ခံပစ္စည်းတွေအတုံးဆောင်တွေထည့်သွင်းထားသေးတယ်လို့သိရပါဗျ။စစ်တပ်ကအငြင်းစားယူထားပြီးဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးတူကတော့ ။ဦးတန်းရွှေဟာမင်းအောင်လှိုင်ရဲ့လောက်ခလာစာနဲ့ဝယ်နိုင်မှာမဟုတ်တဲ့အင်ရလန်အိမ်နံပါတ်၁၄ကိုပြင်ပပေါင်ဈေးနဲ့အစာပေါင်းများစွာတတ်တာတဲ့ဈေးတစ်ခုဖြတ်ပြီးရောင်းချပေးခဲ့တာဖြစ်တယ်လို့သတင်းတချို့မှအတည်ပြုထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းစီးစိမ်ဥစ္စာဆိုရင်အယံမှန်မောတဲ့မင်းအောင်လှိုင်ဟာဒီလောက်နဲ့တင်မတင်းတိန်နိုင်သေးပဲရန်ကုန်ကမြက်ခင်းကျိတ်တာလမ်းမှာရှိတဲ့ချမ်းဝင်းကြီးနဲ့အိမ်ကိုလည်းတက်မတော်အပိုင်ဖြစ်ကနေသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုထည့်ပေါင်းခဲ့ပါတယ်။အဆိုပါချံဝင်းဟာအင်ဝိုင်းသုံးခုကိုမှတချံလေးပေါင်းထားတဲ့ချံဝင်းကြီးတစ်ခုဖြစ်တဲ့အတွက်ဘယ်လောက်အထိအကျယ်မလဲဆိုတာမိတ်ဆွေတို့ပဲစဉ်းစားကြည့်ပါ အရင်တုန်းကစစ်တပ်ပိုင်းဖြစ်ခဲ့ပေမဲ့လည်း2014ခုနှစ်အရောက်မှာတော့မဲရောက်လိုင်းကခြောင်ဝိုင်း၃ဝိုင်းစလုံးကိုခရံဖောက်ပြီးသူ့အပိုင်ဖြစ်သိမ်းခဲ့တယ်လို့ဇိန်ခန်ဆိုင်တော်တလုံးကိုလည်းစတင်တိစောက်ခဲ့တာဖြစ်ပါတယ်။ဆိုင်တော်ဟာနန်းတော်ကြီးတမကြီးမှခန်းလာတယ်လို့သူနီနာလေးကကန်တာယာစေယုံမှာဆိုရင်လည်းရဲရင်ကွင်းတောင်မှာရှိနေတယ်လို့လည်းသိရပါတယ်။အဆိုပါရဲရင်ကွင်းဟာလူနာတွေကိုဝန်ဆောင်မှုပေးဖို့ထက်မဲရောက်လိုင်းမိသားစုရဲ့လုံခြုံရေးအတွက်သာအဓိကထားအသုံးပြုပါတယ်။ပြီးခဲ့တဲ့မလတုန်းကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးကြီးမှာ မရောက်နိုင်ပိုင်ဆိုင်တဲ့နေပြည်တော်ကစိန်ခမ်းဆိုင်တော်တွေလည်းထိခိုက်ပျက်စီးခဲ့တဲ့အတွက်သူနဲ့မိသားစုဟာရန်ကုန်ကိုအရေးပေါ်ရဟဲရင်နဲ့ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့လည်းသိရပါတယ်။နေပြည်တော်နဲ့ရန်ကုန်မှာတင်မကသေးပဲမေမျိုးမှာဆိုရင်လည်းမရောက်နိုင်ရဲ့စိန်ခမ်းအင်တော်တွေရှိနေသေးတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းမေမျိုးကအစံအင်တော်တွေနဲ့ပတ်သက်လို့ကတော့အချက်လက်တိတိကျကျရှာမတွေ့တာကြောင့်ကျွန်တော်ဒီဗီဒီယိုမှာခြံထားခဲ့လိုက်ပါမယ်။ဒီကြလာကတော့ဇင်ခံရတာကိုအရန်ကြိုက်တဲ့မေအောင်လိုင်းဟာမေမျိုးကအစံအင်တော်တွေကိုလည်းအခမ်းအနားဆုံးတိစောက်ထားမှမလွဲပါဘူး။ ပြည်သူပိုင်ငွေတွေပြည်သူပိုင်ပစ္စည်းတွေနဲ့ဖန်တီးရယူထားတဲ့ဇင်ကန်လူနေမှုဘဝမှာသူဘယ်လောက်အထိနေထိုင်ခွင့်ရသွားမလဲဆိုတာကိုတော့ကျွန်တော်တို့တွေစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ